င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီရဲ့ဝင်ကြီးဌာနတွေနဲ့ဦးစီးဌာနတွေရဲ့လျှို့ဝှက်အမိန့်တွေညွှန်ကြားချက်တွေဟာခေတ္တမီဒီယာမှာ Viber Group ကနေတဆင့်ပေါက်ကြားခဲ့တယ်ဆိုပြီး Viber အသုံးပြုသတင်းပေးဖို့ဓာတ်တွေကိုပါလုံးဝမပြုတ်တော့ကြဘို့အကြံဖတ်စစ်ကောင်စီရဲ့ပြည်ထောင်စုဝင်ကြီးရာပြည့်စုသူကအမိန့်ပေးလိုက်ပြန်တယ်ဆိုပါတယ် လာရှုမြို့ကအကြက်ဖက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်စစ်တာနာချုပ်ကနေလက်နက်ကြီးတွေနဲ့ဇက်တိုက်တိုက်ခတ်နေတဲ့အတွက်ပြည်သူတွေစစ်ဘေးရှောင်ဖို့ကြိုးစားနေကြတာဟာကားတွေရာပေါင်းများစွာပိတ်မိနေကြတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စစ်ကောင်စီရဲ့ဝင်ကြီးဌာနတွေနဲ့ဦးစီးဌာနတွေရဲ့လျှို့ဝှက်အမိန့်တွေညွှန်ကြားချက်တွေဟာ ခစ်တဲ့မီဒီယာမှာ Viber group ကနေတဆင့်ပေါက်ကြားခဲ့တဲ့ဆိုပြီး Viber အသုံးပြုသတင်းပေးဖို့ဓာတ်တွေကိုပါလုံးဝမပြုတ်လောက်ကြဖို့အကြံပေးစက်ကောင်စီရဲ့ပြည်ထရေးဝင်ကြီးရပြည့်ဆိုသူကအမိန်ပေးလိုက်ပြန်တယ်လို့ပြည်ထရေးသတင်းရင်းမြစ်ကရန်ကုန်ခစ်တဲ့ကိုပြောပါတယ်။အဲ့ဒီလိုစက်ကောင်စီရဲ့လွှတ်ဝဲအမိန်ညွှန်ကြားချက်တွေဟာအထူးသဖြင့်ခစ်တဲ့မီဒီယာစီမပေါက်ကြားနေတာကိုလုံးဝရပ်တန့်ရမယ်ဆိုပြီးတော့ကိုအဲ့ဒီပြည်ထရေးဝင်ကြီးရပြည့်ဆိုသူကပြောသွားတာဖြစ်တယ်လို့ပြည်ထရေးသတင်းရင်းမြစ်ကပြောထားပါတယ်။ လက်ရှိစစ်ကောင်စီရဲ့ဝင်ကြီးဌာနတွေနဲ့ဦးစီးဌာနတွေမှာအရေးကြီးတဲ့ကိစ္စတွေလျှို့ဝှက်တင်တာတွေကိုအပိုင်းလိုက်ခွဲခြားပြီးညွှန်ကြားဖို့နဲ့တဒင်းနဲ့စာရွက်စာတမ်းတွေရဲ့လုံခြုံရေးကြိုးပမ်းမှုမရှိအောင် Viber ကပေးပို့ဓာတ်တွေကိုပါလုံးဝမလုတော့နဲ့ဆိုပြီးပြောသွားတဲ့အပြင်ဓာတ်တွေကိုတာဝန်ရှိတဲ့သူအစင်းစင်းကလည်းချက်မှတ်ရမယ်ဆိုပြီးတော့ပါပြည်ထရေးဝန်ကြီးရာပစ်ဆိုသူကတောင်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်ပြောသွားတာဖြစ်တယ်လို့ပြည်ထရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်မကြသေးခင်ကလည်း အကျံပါစင်ကောင်းဆောင်မိတ်အွန်လိုင်းကပါတို့ရဲ့ဝင်ကြီးဌာနတွေအတွင်းကလျှို့ဝှက်ချက်တွေပေါက်ကြအောင်လုပ်တဲ့သူတွေကိုဖော်ထုတ်အရေးယူရမယ်ဆိုပြီးတော့ပါအစေကောင်းစီအစည်းအဝေးမှာထုတ်ဖော်ပြောဆိုသွားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကအကျံပါစစ်ကောင်းစီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်လာရှုံမြို့နေပြည်သူတွေစစ်ဘေးရှောင်ဖို့ကြိုးစားနေကြတာဟာကားတွေယာပေါင်းများစွာပိတ်မိနေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ဇူလိုင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလာရှိုမျိုးကအချက်ဖတ်စစ်ကောင်စီရဲ့ခမရ9ရက်9တရင်ကို MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုက်စစ်တပ်နာချုပ်ဝင်းနေကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်ဒီကနေ့ဇူလိုင်လ10ရက်နေ့မနေ့ပိုင်းမှာတော့လာရှိုမျိုးဘော်ကပြည်သူအများစုဟာစစ်ဘေးရှောင်ဖို့အတွက်ကားတွေနဲ့မြို့ကနေထွက်ခွာဖို့ကြိုးစားနေကြရမှာမြို့အထွက်မှာပဲကားတွေရာနဲ့ချီပိတ်မိနေကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် လက်ရှိလက်ရှုပ်မြို့မှာရှိတဲ့ပြည်သူ60ရာခိုင်နှုန်းကျော်လောက်ကမြို့ကိုစွန့်ခွာပြီးထွက်သွားကြသလို40ရာခိုင်နှုန်းလောက်ကတော့ကျန်နေသေးတယ်လို့လက်ရှုပ်မြို့နေပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့အကြံဖတ်စကောင်းစီရဲ့လက်ကျန်တည်ရင်ဌာနချုပ်တွေနဲ့ကြောက်ဖြူရေးတက်ကိုပါအရခတတော်အေအေကဝင့်ရန်ပိတ်ဆို့ထားလိုက်ပြီလို့အရခတတော်အေအေကစီရဲ့တည်ရင်ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာအရခတ်တော်အေအေဟာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေတရင်ဌာနချုပ်တွေပါမကြံတောက်လျှောက်သိမ့်ပိုက်လာနေပြီအခုနောက်ဆုံးတန်တွဲမျိုးကလေစိတ်ကိုပါသိမ့်ပိုက်ထားလိုက်ပြီလို့ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအရခတ်တော်အေအေကဓပ်ပုံနဲ့တကွတရားဝင်ထုတ်ပြန်လိုက်တာပါတစ်ဖက်မှာလည်းဇွန်လ6ရက်နေ့ကပဲမောင်တော်မျိုးနယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့နှက်ခခနှစ်နေကြဆောင်တပ်စခန်းကိုအရခတ်တော်အေအေကအပိတသိမ့်ပိုက်လိုက်ပြီအဲ့ဒီစခန်းသိမ့်တိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်သားတွေရဲ့မသားအလောင်းပေါင်း350ကျော်နဲ့လက်နက်ခဲရဲ့အမြောက်အများကိုပါသိမ်းဆည်းရရှိထားတယ်လို့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါအပြင်လက်ရှိမှာလဲမောင်တော်မျိုးကစစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုအရခတ်တော်အေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီ။တစ်ဖက်မှာလဲရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့လက်ကျန်တရင်ဌာနချုပ်တွေနဲ့ချောက်ဖြူရေးတက်ကိုပါဝင်းရံပိတ်ဆို့ထားလိုက်ပြီလို့အရခတ်တော်အေအေကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျ။အခုတခါမန္တလေးတိုင်းဘက်မှာလဲ ရှမ်းမန်စစ်စရင်နေမြေအတွင်း PDF တပ်ဖွဲ့တွေကအကြံဖက်စစ်ကောင်စီရဲ့တန်ကြပ်ကကားတစီကို RPG နဲ့ပစ်ခတ်ပျက်စီးနိုင်ခဲ့တဲ့အပြင်စစ်ကောင်စီတပ်သားတွေကိုလည်းလက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ရှမ်းမန်စစ်စရင်စောင်ရွက်မှုမှာပါဝင်တဲ့ပကဖတ်တပ်ဖွဲ့စီကနေသိရပါတယ်။ဇူလိုင်လ6ရက်နေ့နဲ့9ရက်နေ့တွေမှာမန္တလေးနန်းတွင်းကနေစစ်ကူထွက်လာတဲ့အကြံဖက်စစ်ကောင်စီရဲ့တန်ကြပ်ကကား2စီးတဲ့ကတစီကိုရှမ်းမန်စစ်စင်ရေးတဲ့မှာပါဝင်နေတဲ့ PDF တပ်ဖွဲ့တွေနဲ့ပကဖတ်တပ်ဖွဲ့တွေက ရှမ်းမဆစ်စင်ရေးနေမြေအတွင်းမှာပဲ RPG နဲ့ပစ်ခတ်ဖြက်စီးနိုင်ခဲ့တယ်ဆိုပါတယ်။ဒါအပြင်ဆစ်စင်ရေးအတွင်းစစ်ကောင်စီတပ်သားတွေကိုလည်းစစ်သုံးမှန်းအဖြစ်လက်နက်ကိုလက်နဲ့အတူအရှင်ဖမ်းဆီးရမိထားပြီးအဲ့ဒီလိုဖမ်းဆီးရမိထားတဲ့စစ်သုံးမှန်းတွေကိုနိုင်ငံတကာစစ်သုံးမှန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဓာတ်ပုံအပြည့်အစုံကိုတော့ရန်ကုန်ခေတ္တရဲ့ Telegram မှာပွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျ။ဒီတခါစကိုင်းတိုင်းဘက်မှာလည်း ပလဲမြို့ပေါ်ကအချက်ပစကောင်စီရဲ့မြို့မှာ yes scan နဲ့စုပေါင်းရုံတို့ကို PLA နဲ့ ABSD ရဲ့တပ်ဖွဲ့တွေပါဝင် PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးစစ်ကောင်စီလက်အောက်ခံပြူစော်တီနှစ်ဦးကိုပါအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ABSD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲပလဲမြို့ပေါ်ကအချက်ပစကောင်စီတပ်သားတွေရဲတွေတဆွဲထားတဲ့မြို့မှာ yes scan နဲ့စုပေါင်းရုံတို့ကို PLA နဲ့ ABSD ရဲ့တပ်ဖွဲ့တွေပါဝင် PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ပွဲတွင်အကြံဖတ်စစ်ကောင်စီတပ်ရဲ့ဘန်းကားတချို့ကိုပါတော်လန်ကြီးတပ်တွေကပိမ့်ပိုက်နိုင်ခဲ့သလိုစစ်ကောင်စီလက်အောက်ကံပြူစော်တီနှစ်ဦးကိုပါအရှင်ဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီပြူစော်တီနှစ်ဦးကိုတော့မြို့နယ်ပါအဖတပ်ဖွဲ့တွေလက်ထက်လွှဲပြောင်းပေးခဲ့တယ်လို့ ABSD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတကဆက်ချင်တာကတော့မြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ်အလဲပတ်ဗီဇာ PV နဲ့ ပြည်ပနိုင်ငံတွေကိုတွားရောက်အလုတ်လုတ်ကင်မှုတွေကိုပါမဖြစ်မနေတားဆီးမယ်ဆိုပြီးစစ်ကောင်စီကပြောလာပြန်တယ်လို့ပြည်ပလုတ်ကင်အေဂျင်စီတာဝန်ရှိသူတို့ကပြောပါတယ်ဇူလိုင်လ6ရက်နေ့ကပဲအကြံဖက်စစ်ကောင်စီရဲ့အလုတ်သမားဝင်းဂျီမြင့်နောင်ဆိုသူနဲ့မြမပြည်ပအလုတ်ကင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအပါအဝင်အေဂျင်စီတွေနဲ့ရန်ကုန်မှာတွေ့ဆုံတဲ့အချိန်ပြောဆိုလာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအကြံဖက်စစ်ကောင်စီရဲ့ဝင်းဂျီမြင့်နောင်ဆိုတဲ့သူပြောသွားတာကမြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ်အလဲပတ်ဗီဇာ PV နဲ့ ီပနိုင်ငံတွေကိုတွားရောက်အလုတ်လုတ်ကင်နေတာတွေကိုရအောင်ပိတ်ပစ်မယ်လို့ပြောတဲ့အပြင်ဟွန်ဒီငွေလွှဲတွေကိုလက်ရအောင်နှိမ်နှင်းပစ်မယ်ဆိုပြီးတော့ပါပြောသွားတယ်လို့ပြပလုတ်ကင်အေဂျင်စီတာဝန်ရှိသူကပြောထားပါတယ်။ဒါအပြင်ပြပလုတ်ကင်အေဂျင်စီတွေကိုလည်းအလုတ်သမားစေလို့ယုံနေမဟုတ်ပဲပြပရောက်အလုတ်သမားတွေစီကနေမြန်မာနိုင်ငံအတွင်းဝင်ငွေ25ရာခိုင်နှုန်းပြန်လဲလွှဲပို့ရေးအတွက်ကိုပါတခါတဲ့အလုတ်သမားတွေနဲ့စာချုပ်ချုပ်ပြီးတေချာကြက်မှတ်ဆောင်ရွက်ကြရမယ်ဆိုပြီးတော့လေ PRP ပြောဆိုသွားသေးတယ်လို့ ပြည်ပလုပ်ငန်း agency တာဝန်ရှိသူတို့ကပြောထားပါတယ်။မြန်မာနိုင်ငံမှာအချမ်းဖတ်စစ်ကောင်စီကအသက်23နှစ်ကနေ32နှစ်အတွင်းအမျိုးသားတွေအလုံးကိုပြည်ပအလုတ်အကင်နိုင်ငံကူးလက်မှတ် PJ နဲ့ပြည်ပနိုင်ငံတွေကိုတွားရောက်အလုတ်လုတ်ကင်ခွင့်မပြုဘဲပိတ်ပင်ထားရကနေအခုတခါမှနောက်ထပ်အလဲဗီဇာ PV နဲ့အလုတ်တွားလုပ်မဲ့လူငယ်လူရွယ်တွေကိုပါထပ်မံတားဆီးဖို့လွတ်လာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ Thank <laughs> you.